မင်္ဂလာရှိသောညနေခင်းဖြစ်ပါစေ။ဂျေဇုတော်နှင့်ညီသက်ချင်းကောင်းကြီးမင်္ဂလာ။ယေရှုခရစ်တော်ဖျားခြံတော်ပါမှသင်တို့ပေါ်သို့တက်ရောက်ပါစေ။ဖျားရှင်ရဲ့ဂျေဇုတော်ကိုချီးမွမ်းပါလေ။ချက်ဂျေဇုတော်ကြောင့်2025ခုနှစ် နိုဗ ెంబ ာလ17ရက်နေ့တို့ရောက်ရှိလာပါပြီ။ပို့ဆောင်တော်မူသောဖျားရှင်ကိုကျေးဇူးတင်ပါတယ်။နေ့စတိုင်းကြည့်ရှုသူအားလုံးကိုဖျားရှင်ကောင်းချီးပေးပါစေ။ဆုတောင်းကြပါစို့။အဖဖျားနှုတ်ဘတော်အဖြစ်တည်ဆောက်เสียဖြစ်စေပါ။နတ်နေတဲ့သမာဓိရကိုယ်တော်ယူဆောင်ဖို့ပြပါ။အခုကျွန်တော်ပြောတာထက်ကိုယ်တော်ပြောခြင်းသာ ဖြစ်စေပါ။သခင်ယေရှုနာမအားဖြင့်ဆုတောင်းလျက်ဝေငှပါရဖျား။အာမင်။ဖျားရှင်ရဲ့ကျေးဇူးတော်ကိုချီးမွမ်းပါလေ။ကျွန်တော်ရှောမုံတဲ့ချင်းကို ခြုံငုံပြီးတော့ကျွန်တော်တို့လည်လာနေပါတယ်။အဲ့တော့ရှောင်းမုံသချင်းကအခန်းကြီးတက်ကနေခန်းကြီး၈ထိရှိပါတယ်။အဲ့ဒီအခန်းကြီးတက်ကနေခန်းကြီး၈ကိုကျွန်တော်အချက်၆ချက်ကိုအခြေခံပြီးပေါ်ပြနေပါတယ်။ဒီကနေ့ကတော့ကျွန်တော်နောက်ဆုံးတင်ငန်းစာနေကုန်းချုပ်မဲ့နေ့ဖြစ်တယ်အဲ့တော့ရှောင်းမုံချင်းကိုရေးသားတာရှောင်းမုံမင်းကြီးဖြစ်တဲ့ BC 3930ဝန်းကျင်ခန့်လောက်ကသူရေးသားခဲ့တာ ဖြစ်တယ်ရည်ရွယ်ချက်3ချက်ရှိပါတယ် ဒါကိုလည်းကျွန်တော်အများကြီးရှင်းပြခဲ့ပါပြီ။အတိတ်ကကျမ်း၅ကျမ်းရှိတယ်။ဒါတွေလည်းကျွန်တော်ရှင်းပြခဲ့ပါပြီ။ပြီးတော့ရှောမုန်ခြင်းမှာသခင်ယေရှုခရစ်တော်နဲ့ပတ်သက်ပြီးမြင်တွေ့ရတဲ့အရာကိုလည်းရှင်းပြခဲ့ပါပြီ။ရှောမုန်ခြင်းမှာသိုးဒိန်းနဲ့ရှုလမိတ်မင်းကလေးရဲ့ချစ်ကြွမ်းဝင်ခြင်းဟာသိုးဒိန်းဆိုတာသခင်ယေရှုခရစ်တော်ကိုပုံဆောင်တဲ့ရှုလမိတ်မင်းကလေးကတော့ယုံကြည်သူအသင်းတော်ကိုပုံဆောင်ပါတယ်။အဲ့ဒီ အသင်းတော်နဲ့သခင်ရှုခရစ်တော်ရဲ့ချစ်ချင်းမြတ်တာကိုပုံဖွဲ့ထားတဲ့ပေါ်ကျူးထားတဲ့ကျမ်းစီရှောင်းမုံခြင်းလေးဖြစ်ပါလေ။ဒါကိုလည်းကျွန်တော်အများကြီးနားထောင်ခဲ့ပါပြီ။နောက်ရှောင်းမုံခြင်းခန်းကြီး၁ကနေခန်းကြီး၈ထိမှာကျွန်တော်အခန်းကြီး၁ကနေကျွန်တော်တောက်လျှောက်ထိပြောခဲ့ပြီဖြစ်တယ်။ဒီနေ့ဆိုရင်တော့ကျွန်တော်အခန်းကြီး၅အငယ်၉ကနေကျွန်တော်စပ်ပြီးပေါ်ပြသွားမှာဖြစ်ပါလေ။အခန်းကြီး၅ အငယ်9ကနေပြီးတော့ကျွန်တော်တို့စပြီးလေ့လာမယ်အဲ့တော့ကျွန်တော်ခန်းကြီး9ရှောင်းမုန်ရှင်ခန်းကြီး9အငယ်1ကနေအခန်းကြီး6အငယ်14ထိဖတ်ရင်ချက်ချင်းမြတ်တာရဲ့ရင့်ကျက်ခြင်းအိမ်တော်တည်ခြင်းနဲ့ပတ်သက်တဲ့အရာတွေကိုဖော်ပြထားခြင်းလည်းဖြစ်တယ်။အဲ့ဒီမှာမှမနည်းအောင်ရှောင်းမုန်ရှင်ခန်းကြီး9ငယ်1ကနေ10မှာဖော်ပြတဲ့အကြောင်းအရာအဲ့တော့ရှောင်းမုန်ရှင်ခန်းကြီး9ငယ်9ကနေခန်းကြီး6ငယ်3ထိ ဖော်ပြတဲ့အကြောင်းအရာသရုံးသမီးလေးအိပ်ပျော်တဲ့အချိန်သရုံးသားရောက်လာပြီးသရုံးသားပြန်ထွက်သွားတော့သရုံးသမီးကပြန်ရှာတဲ့အကြောင်းအရာတွေသရုံးသားရဲ့တည်ကြည်ခံ့ညားမှုတွေအတ္တမဏိယကျော်အများကြီးဖော်ပြခဲ့ပြီးအဲ့ဒါတွေကရှောင်းလုံးတစ်ချက်အခန်းကြီး9ငယ်1ကနေအခန်းကြီး6ငယ်3ဒီဖိုင်ဂျာမန်တွေ့ရမှာကဲဒီကနေ့ကတော့ကျွန်တော်အခန်းကြီး6အငယ်၄ကနေအခန်းကြီး9အငယ်30ဒီဖိုင်ရင်တော့ သဒ္ဓိုသမီးရဲ့လှပမှုကို ချီးမွမ်းခြင်းအကြောင်းကိုအဲမှာတော့တွေ့ရတယ်။အော်ဒီချုပ်မုံချင်းကန်ဒီချောက်အငယ်၄ကနေအခန်းကြီး9အငယ်30တိဖတ်ရင်ဒီရှုလမိတ်မင်းကလေးရဲ့လှပမှုသဒ္ဓိုသားပြန်ချီးကျူးတယ်ဗျ။မနေ့ကတော့ကျွန်တော်တို့အတိတ်ကသင်္ကန်းစာယူရမှာတော့ဒီရှုလမိတ်မင်းကလေးအိတ်နေတဲ့ချိန်သဒ္ဓိုသားလာတော့တကားခောက်တဲ့အတောင်ဒီမင်းကလေးကမချားလိုက်သဒ္ဓိုသားပြန်ထွက်သွားတယ်။ ူညဝေးအင်ဂျီနဲ့လိုက်ရှာတဲ့အခါလူတွေအတူကိုဒီမိန်းကလေးကိုမထီမဲ့မြင်ပြုခြင်းခံရတယ်မထီမဲ့မြင်တုံ့ပြန်ကြတယ်ဘာပုံဆောင်လဲဆိုတော့တဒိုးသားလာတဲ့အချိန်မှာသူအစင်သက်မရှိဘဲနဲ့ညဝတ်တဲ့အဝတ်စားဖြစ်နေလို့အဲ့ဒါဘာလဲဆိုတော့သခင်ရှုလာတဲ့အချိန်မှာကျွန်တော်ကအစင်သက်မဖြစ်ရင်သခင်ရှုကအစင်သက်မဖြစ်တဲ့သူကိုခြံခဲ့မယ်လို့အတိတ်ပဲရတယ်ဒီအကြောင်းအရာကိုဒါမနေ့ကကျွန်တော်အများကြီးရှင်းပြခဲ့ပါတယ် ဒီမင်းကလေးကအဲ့ဒီအကြောင်းညာနဲ့ပတ်သက်ပြီးသူသူတို့သားကိုတော်တော်ပြန်လိုက်ရှာရတယ်ယေရုရှလင်မြို့မှာရှိတဲ့သူတွေနဲ့ပြန်ရှာရတယ်ဆိုတွေ့ရတယ်။ဒါကြောင့်ကျွန်တော်ကသူတို့သားကိုပြန်လိုက်ရှာရတာမဟုတ်သူတို့သားလာတဲ့အခါသူတို့သမီးတယောက်အနေနဲ့အစင်သက်ဝတ်စားထားပြီးသူတို့သားနဲ့အတူမင်္ဂလာပွဲကိုကျင်းပဖို့ဖြစ်တယ်။ဒါကိုရှောမုံကြီးမင်းကြီးကမြင်သာထင်သာမဏိကရည်ထားတယ်။ဒါကိုကျွန်မကအဲ့ဒီရှောမုံတစ်ချက်အခန်းကြီး9ကနေ အငယ်နှစ်ကနေခန်းကြီး6အငယ်3အထိဖိုင်ဒီဖြစ်ဖြစ်ကိုတွေ့ရအဲ့ကြမှာဒီသရိုးမင်းကသရိုးသားရဲ့ခံညာမှုကိုသူပြန်ပြီးလိုက်ရှာပေးတဲ့သူတွေသူရှင်းပြတယ်အဲ့အကြောင်းအရာနဲ့မင်းကပြီးသွားတာအဲ့ဒီနေ့ကျတော့အဲ့သရိုးသားသရိုးမင်းကိုပြန်ချီးကျူးတဲ့အကြောင်းအရာပြန်ရေးထားတယ်အော်သဒိုးသားကဒီသဒိုးသမီးလေးကိုပြန်ချီကျူးထားတဲ့အကြောင်းညာအဲ့တော့ဒါဘာဘုံဆောင်လဲဆိုတော့သခင်ယေရှုလို့ခေါ်တဲ့သဒိုးသားက အရုံးသီးလို့ခေါ်တဲ့ယုံကြည်သူကိုချီးကျူးလောက်တဲ့အသက်တာရှိဖို့ယုံကြည်သူများကအသက်ရှင်ဖို့လိုတယ်။ဒါကိုဖော်ပြခြင်းဖြစ်တယ်။အဲ့ဒါရှောင်းမုံချင်းခန်းကြီး6အငယ်၄ကနေခန်းကြီး9ငယ်10တိပိုင်းတွေ့ရ။အဲ့တော့ရှောင်းမုံချင်းခန်းကြီး6အငယ်၄ကိုကြောဖတ်ပြမယ်။ငါချစ်တော်နှမတင်တင်သည်တိရဇမြို့ကဲ့သို့လှတယ်။ယေရုရှလင်မြို့ကဲ့သို့တင့်တယ်။နော် စက်မျက်နာကဲ့သို့ကြောက်မက်ဖွယ်ဖြစ်တယ်။သင်မျက်စိတို့ကိုငာမလွှဲပါ။ဒါသတို့သားသတို့မျိုးပြန်ချီးကျူးတာ။သတို့သားဖြစ်တဲ့သူတိန်ကသတို့မျိုးရှုလမိတ်မင်းကလေးကိုပြန်ချီးကျူးတာ။နားလည်အောင်ပြောရင်တော့သခင်ယေရှုချီးကျူးခြင်းသတို့သားလို့ခေါ်တဲ့သခင်ယေရှုကသတို့မျိုးယုံကြည်သူတွေကိုကျွန်ုပ်ယုံကြည်သူတွေကိုချီးကျူးလောက်အောင်နေဖို့လိုတယ်။ဒါကိုဖော်ပြခြင်းဖြစ်တယ်။ ပြီးတော့ဘလောက်ထက်ချီကျူထားလဲဆိုတော့ရှောင်းမောင်စချန်ခန်းကြီး6ငွေ30မှာလာကဲ့သို့တင့်တယ်လျက်နေကဲ့သို့ထွန်းလင်းလျက်စစ်မျက်နာကဲ့သို့ကြောက်မက်ဖွယ်ဖြစ်လျက်နတ်နတ်ကဲ့သို့မျောရှုသောတတိုးသမီးကအပေသူနီပြောကျင်နာကတတိုးသမီးရဲ့မျက်စိတွေဆူရှပြီးတတိုးသားကိုပဲအာယုံစိုက်တယ်တောင်တတိုးသမီးရဲ့မျက်နာဆူရှပြီးတတိုးသားကိုပဲချိန်တယ် အဲ့ဒါကိုသတို့သားပြန်ချီချူးတာအဲ့တော့ရှောင်းမှုချင်ခန်းကြီး6ငွေ4ကနေခန်းကြီးခုနှစ်ငွေ10စီဖိုင်ကျွန်တော်အဲ့ဖြစ်ပျက်တွေတွေ့ရမှာဖြစ်တယ်တော့အဲ့ခန်းကြီးခုနှစ်ငွေ10ကနေကိုဒီဖိုင်လေဒီသတို့သမီးရဲ့ခြေစွန်းကောင်းဆုံးချီးမွမ်းထားတယ်သတို့သားနော်အဲ့ဒါလေးဖတ်ပြခြင်းနဲ့ ကျောင်းလုံးချင်းကန်းကြီးခုနှစ်ငယ်တစ်မှာအိုးမင်းသမီးခြေနှင်းစီးတဲ့သင်းခြေတို့သည်အလွန်တင့်တယ်သင်းခစစ်တို့သည်လိန်မာသောသူ ပြုတ်ပြင်းသောကြောက်ကောင်းယရနာကဲ့သို့ဖြစ်၏ဒါချီဆုံးကောင်းဆုံးချီကျူးထားတာတတူသာဖြစ်တဲ့တူတိန်က ရှုလမိတ်မင်းကလေးကိုနားမအောင်ပြောရင်တော့သူတို့ပြန်လဲတွေ့ဆုံခြင်းနဲ့ပတ်သက်ပြီးပေါ်ပြခြင်းလည်းဖြစ်တယ်အဲ့တော့ဒီတတူသာရဲ့ချီကျူးခြင်းကိုသူတို့မြန်ပြန်ခံရတယ် တော့တို့သားလာတဲ့အချိန်သတို့မီမချန်ခဲ့ဘူးတော့လူတွေဆိုတာကိုတော့မနေ့ကအများကြီးကျွန်တော် highlight ဒါပြီးပေါ်ပြခဲ့တယ်။ဒါပေမဲ့ဒီတစ်ခါတော့သတို့သမီးဟာသတို့သားကိုဆွဲလန်းနေတဲ့အရာကိုသတို့သားအသိပြီးပြန်ချီချူးတာ။ဒါတော့သူ့ရဲ့ချီးမွမ်းခံထုတ်တာတော့အောင်းစရာပဲသတို့သမီးဟိုချီးဆုံးခေါင်းဆုံးအကုန်ချီချူးပြီးပြောတာ။ အဲ့တော့ရှောင်းမုံတချင်ခန်းကြီး6ငွေ400နဲ့ခန်းကြီး9ငွေ30ဒီဖိုင်အသေးစရေးတာပြီးတော့ तू ကဒီသရိုးသမီးကိုချီးကျူးလို့ဒီသရိုးသမီးကသရိုးသားနဲ့ပဲဆိုင်တယ်ဒီသရိုးသမီးရဲ့လက်ပါခြင်းအားလုံးကဘယ်သူနဲ့မှမဆိုင်ဘယ်ယောက်ျားလေးနဲ့မှမဆိုင်ဒီသရိုးသားသူဒိန်းနဲ့ပဲဆိုင်တယ်ဆိုတာကိုအတိလင်းရေးထားတယ်ဟောဒီကနေ့ကျွန်တော်ယုံကြည်သူရဲ့လက်ပါတဲ့နှလုံးသားအသက်တာနော်သရိုးသားလို့ခေါ်တဲ့သခင်ယေရှုခရစ်တော်ကိုစိတ်ဝင်စားခြင်းဟာ ကျွန်တော်ရဲ့လှပတဲ့အသက်တာဘယ်သူနဲ့မှမဆိုင်ဘယ်သူနဲ့ပဲအဓိကဆိုင်လဲသခင်ယေရှုပြောချင်တာသရိုးသားအတွက်ပဲဖြစ်ရမယ်လောကကြီးအတွက်မဟုတ်ဘူးအခြားအရာအတွက်ဆိုတာထက်သရိုးသားအတွက်ဖြစ်ရမယ်အတောင်တမန်တော်ရှင်ပေါ်လူကပြောတယ်သင်းသက်ရွယ်နုပြူသည်ကိုအဘယ်သူများမထီမဲ့မြင်မပြုစေနဲ့စကားပြောခြင်းချင့်ချံပြုမှုခြင်းသူတစ်ပါးကိုချစ်ခြင်းဝိညာဉ်တော်ရှိခြင်းသစ္စာဆောင်ခြင်းစင်ကြယ်ခြင်းအရာမှာယုံကြည်သောသူတို့အားပုံသက်သည့် ပြပါတောက်ဒီသရုံးသမီးရဲ့လှပခြင်းအလုံးဟာသရုံးသားအတွက်အဓိကဖြစ်ရသူတော်ဘာလို့လှပခြင်းပြလို့ရတယ်ဒါပေမဲ့အဲ့လှပခြင်းအလုံးဟာသရုံးသားလို့ခေါ်တဲ့သူရင်းအတွက်ပဲဖြစ်ရအော်ကျွန်တော်ရဲ့ယုံကြည်သူလှပခြင်းအလုံးဟာဘုသူ့တော်ပဲဖြစ်ရမှာသခင်ယေရှုတော်ပဲဖြစ်ရဒါကိုပြောချက်အဲ့ဒါလေးကိုကျွန်တော်ဖတ်ပြခြင်းနဲ့ရှောလုံခြင်းခန်းကြီး9ငွေ10မှာငါချီရသခင်သည်ငါကို စိုင်တော်မူ၏ငါအလိုသို့လဲလိုက်တော်မူတတ်၏ ာသူတို့မိကပြောရင်ငါချိတ်ရတကယ်ငါ့ကိုဆိုင်တယ်ငါလိုလဲလိုက်ငါလည်းငါတခင်နဲ့ပဲဆိုင်တယ်ဘယ်သူနဲ့မှမဆိုင်ဘူးလို့သူပြောတာနဲ့အတူတူပဲတောင်းရင်ကျွန်တော်ယုံကြည်သူတို့မိများဟာအဆိုင်ဆုံးကသခင်ရှုခရစ်တော်နဲ့ပဲဖြစ်ပါတယ်ထိုကိရှုခရစ်တော်လာချီဆောင်ခြင်းမှာပသွားပြီးထိုသူတို့သားနဲ့ဝမ်းမြောက်စွာကောင်းကင်မှာသူ့ငယ်မင်္ဂလာဆောင်ပွဲမှာဝင်စားဖို့ဖြစ်တယ်။ဒါကူရှော့မုံမင်းကြီးကအမျိုးမျိုးမိမောင်းထိုးပြီးတော့ ရည်ထားတယ်ကျမ်းစီရှောမုန်တဲ့ချင်းဖြစ်ပါလေဒါလေးကိုကျွန်တော်သိဖို့ဖြစ်တယ်ကဲနောက်ဆုံးနောက်ဆုံးကတော့ရှောမုန်ချင်းခန်းကြီးခွနဲ့ငယ်7ကအခန်းကြီး7ကျွန်တော်အငယ်လေးဒီပိုင်သရိုးသမီးကသူမရဲ့အိမ်ကိုလဲပတ်ဖို့ခေါ်ဖိတ်တယ်သူရှိကိုလာလဲပါသူ့ကောင်းစွာတောင်းညံပြီးတော့တင့်တယ်စွာလက်ထပ်ပါဆိုတဲ့သဘောပဲဒီအကြောင်းရောက်အိမ်မှာရည်ထားသရိုးသားလာလဲတဲ့ သရိုးသားသရိုးသမီးကိုလာပြီးတော့ဗာပဲလေခေါ်ဆောင်ပြီးတော့တင့်တယ်ဆိုတာလက်ထပ်ပြီးမိသားစုတွေနဲ့ဝမ်းမြောက်ဖို့ပေါ်ပြတဲ့ကျမ်းဒီဒေသနာရှောင်းလုံးချင်းခန်းကြီးခုနှစ်အငယ်7ကနေနော်အခန်းကြီး7အငယ်၄ထိနော်ဘလောက်တောင်ယဉ်နီမလဲဆိုတော့မိသားစုလက်ပုံးတတိသရိုးသားတအိမ်ထဲမှာအတူနေပြီးမိသားစုတဖွဲ့ယဉ်နီမဲ့အကြောင်းအရာတွေပါသူအဲ့မှာရေးထားတယ် တောင်းဒီကနေ့သခင်ယေရှုနဲ့ကျွန်တော်တို့ကမိသားစုဖြစ်တယ်သခင်ယေရှုရဲ့မိသားစုများလက်ပေါင်းတည်းရင်းနှီးချောင်းဝင်ခြင်းကိုပေါ်ပြခြင်းလေဖြစ်ပါတယ်နောက်ဆုံးကတော့ရှောင်းမောင်ချင်းခန်းကြီးရှက်ငယ်9အနေ14ရတော့မွေးရမြေတို့ပြန်လာခြင်းအဲဒီရှောင်းမောင်ချင်းခန်းကြီးငါရှက်ငယ်9 14ထိတောင်းလျှောက်ဖတ်သွားရင်နောက်ဆုံးဒီသရုပ်သားသရုပ်မျိုးကိုလာတောင်းရန်လက်ထပ်ပြီးတော့တင့်တယ်စွာဖြစ်သူတို့နှစ်ယောက်ဝမ်းမြောက်စွာဖြင့် ပေါင်းပြီးတော့မိဂဟာယဖွဲ့ပြီးလပ်ပတင့်တယ်တဲ့အိမ်တောင်ကိုထူထောင်လိုက်ခြင်းလည်းဖြစ်တယ်။အဲဒီအကြောင်းအရာကိုဖော်ပြထားခြင်းဖြစ်တယ်။အဲ့ဒါရှောက်မုံချင်းခန်းကြီးရှက်ငငန်းကနေ၁၄ဟို၁၄ကိုကျော်ဖတ်ပြမယ်။အလင်းမြန်ကြွတော်မူပါငါချစ်ရာတခင်နောင်တာတောင်ပေါ်မှာတမင်တရေတမင်ကဲ့သို့ပြုတော်မူပါပြောကြတာသူရှိမြန်မြန်လာပြီးသူ့ကိုတင်ဆဲပါ ဆိုပြီးရှုလမိတ်မင်းကလေးကသူ့ရဲ့သခင်သူ့ချစ်ရသခင်သူ့ဒိန်လေးကိုအထူးမျော်လင့်တန်တာတောင်းဆိုပြီးခေါ်ဖိတ်ပြီးသူတို့အတူကပြန်တွေ့ကြပါမယ်စုံဖတ်မယ်စုံမတ်မယ်ထိမ်းများမယ်မင်္ဂလာဆောင်နှင်းမယ်လို့အတိတ်ပေးရတယ်ဒီနေ့ကျွန်တော်တို့ယုံကြည်သူတွေကရှုလမိတ်မင်းကလေးလို့ကျွန်တော်ချစ်တဲ့သခင်ယေရှုခရစ်တော်အမြန်ကြွလာဖို့ယေရှုခရစ်တော်ချီဆောင်ခြင်းကြွလာဖို့ အဲ့ဒီသခင်ယေရှုခရစ်တော်ကြီးဆောင်ခြင်းကိုမျှွန်လင့်ပြီးတော့ထိုသခင်နဲ့အတူအတူတကွာပေါင်းစည်းမယ်ထိုသခင်နဲ့အတူဝမ်းမြောက်စွာနောက်သာတောင်ပေါ်မှာဆိုတာကောင်းကင်နိုင်ငံတော်မှာဘဝမြောက်စွာတွေ့ပြီးတော့တကယ့်နွေးထွေးစွာဖြင့်ချစ်တဲ့မေတ္တာတွေကိုဖော်ပြကြမယ်ဆိုပြီးတော့အဆုံးသတ်ထားတာဖြစ်ပါတယ်။ဒါကြောင့်ဒီကနေ့ဒီရှော့မုံတချင်းရဲ့အနစ်ချုပ်ကိုပြန်ဆင်ခြင်ရရင်တော့ ရှလမိတ်မင်းကလေးလို့ခေါ်တဲ့ယုံကြည်သူများဟာသူတိန်လို့ခေါ်တဲ့သခင်ယေရှုရဲ့ပြောင်းလဲချီဆောင်ခြင်းနဲ့ထိမ့်များခြင်းသူတကယ်မင်္ဂလာဆောင်ပွဲလှုပ်ဆောင်ခြင်းကို မျော်လင့်တောင်းတပြီးလပတဲ့အသက်တာနဲ့သူတိန်လို့ခေါ်တဲ့သခင်ယေရှုချီးကျူးရလောက်အောင်ခြေစွန်းကောင်းစွန်းချီးကျူးရလောက်အောင်ခုနသရိုသမီးကိုချီးကျူးခဲ့တယ်ခြေစွန်းကောင်းစွန်းအဲ့လိုချီးကျူးရလောက်တဲ့အသက်တာရှိပြီး မျော်လင့်စောင့်စားနေတော်သူများဖြစ်ဖို့အားပေးချင်ပါလေ။ဒါကြောင့်ဒီကနေ့ရှောင်းမုံမင်းကြီးရေးထားတာလေတကယ်ကိုထူးခြားတယ်။တောင်ဒီသရိုးသမီးကလည်းသူ့သရိုးသားလာတောင်းတာသူရင်းလေးလာတောင်းတာဒီရှောင်းမုံမင်းကြီးကလာတောင်းတယ်လို့မျိုးမင်းခမင်းနာနဲ့တောင်းပြီးခန့်ခန့်ညာညာနန်းတော်မှာလက်ထပ်တဲ့ပုံစံနဲ့သူကထိတ်ကြီးထားတယ်။တောင်ရှောင်းမုံတဲ့ချင်းကိုလိလာရတဲ့အခါ ဟိုအပိုင်းလေးတွေကတော်တော်တော့ထူးခြားမှုကြီးတော့ရှိတယ်။ဒါကြောင့်ကျွန်တော်ကသူ့အပိုင်းလိုက်ကို နားလေတက်ဖို့တော့လူတွေဆိုတော့တွေ့ရတာ။ဒါပေမဲ့အနစ်ချုပ်ကတော့သရုပ်သားလို့ခေါ်တဲ့ယေရှုခရစ်တော် ਨੇ သရုပ်သမီးလို့ခေါ်တဲ့ရှုလမိတ်အမျိုးသမီးလေးကျွန်တော်ယုံကြည်သူတွေ ਨੇ ပြန်လေပေါင်းစည်းပြီးတနေ့ဝမ်းမြောက်စွာဖြင့်ဆုံဖတ်ခြင်းကိုပုံဆောင်ခြင်းဖြစ်တယ်။ဒါကြောင့်သရုပ်သားမှလည်းခံညားမှုတွေရှိသလိုတကယ်ယေရှုခရစ်တော်ကခံညားတယ် စစ်မှန်တဲ့သရိုးသားဖြစ်တယ်။ယုံကြည်သူသရိုးသမီးတွေကလည်းလှပတယ်တင့်တယ်ခြင်းတွေရှိနေရတယ်။ဒါမှအဲ့ဒီပေါင်းစည်းခြင်းကဝတ်မြောက်ခြင်းနဲ့ကောင်းကြီးဖြစ်တယ်ဆိုတာကိုရှောင်းမုံတခြင်းကဖော်ပြထားတယ်။ဒါကြောင့်ဒီကနေ့ကျွန်တော်ကိုသခင်ယေရှုခရစ်တော်ကမှာသွားတယ်ခဏခွဲတာငါသွားပြီးအဖအိမ်မှာအခန်းကြီးပြင်ထားမယ်။ပြီးရင် ပြန်လာ သိမ်းဆင်းမယ်။အဲ့ဒီသိမ်းဆင်းခြင်းကို ရှုလမိတ်မင်္ဂလီလို့မြည် ကျွန်တော်ကယဉ်ခုံစွာမျောလင့်စောင့်စားပြီးပြန်လေတိမ့်ဆဲမဲ့နေမှာဝမ်းမြောက်တင့်တယ်စွာဖြင့်တိမ့်ဆဲခြင်းကိုခံယူနိုင်တော်သူများဖြစ်ပါစေလို့အားပေးရင်နောက်ဆုံးဖြစ်ပျက်တစ်ခုပြောပြီးနေကုန်းချုပ်ချွနေတခါတော့ကအဖေတယောက်ကသူဘန်းကိုသွားပါတယ်သွားတော့သူသားကအဖေကိုလိုက်ဖို့လိုက်ပူရကမှာဖီးရဗန်ဆောင်းဒီနဲ့လုတ်ဒီရှုပ်သူတကယ်ချင်းနေနဲ့ဘာမှတွေ့တော့စကားတွေပြောအာကော်ဖီတွေတော့ ပြန်လာတော့သားလုတ်တဲ့သူကအဖေကိုစိတ်ဆိုးတယ်။ဘာအဖေကတော့တယောက်တည်းနေတာသားအိမ်အောင်ပြုတယ်ဆိုတော့အိမ်ခွဲပြီးနေတာအမေကလည်းတိတ်သွားပြီဆိုတော့အဲ့ဒါနဲ့သားလုတ်တဲ့သူကအဖေကိုစိတ်ဆိုးတယ်ဖေရင်ဒီလောက်တိုးတက်တဲ့ခေတ်မှာ banking နေရှိတာဘာလို့ဘန်ဆောင်ကြီးနဲ့သွားထုံးသွားပို့သွားလွှဲအာလုတ်တွေရှုပ်တာဗောအဲ့ဒီအချိန်မှာအဖေကစကားလုံးပြောတယ်သားရဲ့တဲ့ငါ banking နဲ့ဆိုအိမ်ကနေပဲလုတ်လိုက်ရင်ပြီးပါလေကွယ် ဒါပေမဲ့ခုငါဗန်သွားတော့ငါရဲ့မတွေ့ရတဲ့တငယ်ချင်း၄ယောက်နဲ့တွေ့ရတယ်ငါမိတ်ဆွေတွေနဲ့တွေ့ရတယ်လဖိတောက်ခွင့်ရတယ်စကားသမီးပြောခွင့်ရတယ်အဲဒါကိုကငါတို့ကဝမ်းမြောက်စရာပဲငါအိမ်မနေရတာသိပြင်းနေတာဒီလိုသွားခြင်းလို့လဲငါဒီလိုထွက်တာဖေပြောမှသားသဘောပေါက်သွားတယ်အဲ့တော့အဖေကနောက်ဆုံးလုံးပြောတယ်မင်းငါအသက်အရွယ်ရောက်မင်းသိလာလိမ့်မယ် ဖေပြောတဲ့စကားငါအသက်ရရောက်ရင်မင်းသိလာလိမ့်မယ်အဲ့ကြမှာသားသဘောပေါက်သွားတယ်အသက်ရမတူဘူးအဖေအသက်ရမှာအဖေအပြင်ထွက်ခြင်းနဲ့စကားပြောခြင်းနဲ့မိသားရဖွဲ့ခြင်းဘာတော့အိမ်မှာပဲဒီလိုနေရတော့ဒီရလေးကသူသိမြွန်နေတာတော့ဘယ်တော့ပြင်ထွက်မလဲပဲအဖေကစဉ်းစားတော့သားလို့တဲ့ဆိုတာအိမ်မှာပဲနေခိုင်းတော့အဖေကသိမချိုက်ဘူးပြီးမှသားသဘောပေါက်ဩအဖေပြင်ထွက်ခြင်းနဲ့ အဖေကမိတ်ဆွေတွေနဲ့တွေ့ချင်တယ်။သားနားလေသွားတယ်။ဒီနေ့ဒီဖြစ်ပျက်လေးကိုစောက်တော့မှဖတ်တော်သဘောကျတယ်။ဒီနေ့အဖေမွေးတဲ့အဖေအเจ้าတော်သားလုပ်တယ်သူကနားမလဲဘူးဖြစ်။အဖေရှင်းပြမှပြန်နားလေတယ်။ဒီနေ့ကျွန်တော်တို့ဖန်ဆင်းထားတဲ့ဖရာရဲ့ကောင်းမြတ်ခြင်းကိုကျွန်တော်နားလေဖို့တမန်ကျမ်းစာများများဖတ်ရင်နားလေလိမ့်။သရူသားလို့ခေါ်ရယေရှုခရစ်တော်ရဲ့မြစ်တာကြီးမားကြောင်းတွေကို ကျွန်တော်သရူသမီးလို့ခေါ်တဲ့ယုံကြည်သူနားလေကိုဒီနှုတ်ဘက်တော်မြမြဖတ်မှနားလေသူရဲ့သရူသားရဲ့သဘောသူသရူသမီးဘလောက်တန်ဖိုးထားတဲ့အရာတွေကိုဒီချမ်းစာမှာအကုန်လုံးရေးထားတာဖြစ်တယ်။တောင်းဒီကနေ့သခင်ယေရှုခရစ်တော်ကအနိုင်မင်းမြတ်တာနဲ့ကျွန်တော်တို့ကိုချစ်တယ်။အဲဒီမြတ်တာရှင်ထိုယေရှုရဲ့သဘောတော်ကို နားလေပြီးနှုတ်ဘက်တော်တိုင်းအသက်ရှင်တော်သူများ ဖြစ်ပါစေလို့အားပေးခြင်း နှိကုံချုပ်လို့တဲ့ကျမ်းသာတို့ရောက်ချင်းစီတိုင်းဖြတ်ရှင်သာပြီးကောင်းချီးပေးပါစီမြင့်သက်ချင်းရှိပါစီ God bless you all ကျွန်တော်ချင်းညာဆရာကတော့နှစ်ဖာဘုံဘုံနေနက်9နိုင်ရနေ့လေ17နိုင်ခွဲထိကျွန်တော်ချက်ရင်းယုံကြည်ခြင်းနဲ့ချင်းသိတော့မှဘုရားဆာရှောင်းခြင်းရှိပါတယ်။တမန်ချမ်းစာသင်ကြားခြင်းကိုတော့ကျွန်တော်သင်ကြားပေးမှာဖြစ်တယ်။နှစ်ပတ်ညနေ၄နိုင်ခွဲမှာတော့ကျွန်တော်နောက်ကောင်းစဉ်အသက်တစ်ခုကျွန်တော်နားထောင်မှာဖြစ်တယ်။အဲတော့ကျွန်တော်ဒီကနေ့ကတော့ဒေသနာချမ်းကို sorry ရှောလမုန်တချင်းကိုပြီးသွားပြီဖြစ်တယ်။နောက်ထပ်အစ်စ်တစ်ခုကျွန်တော်ဆက်ပြီးနားထောင်သွားမယ်။ဒီလကခရိယအိမ်အောင်ရတ္တဘလလည်းဖြစ်တဲ့ကြောင့်အိမ်အောင်နဲ့ပတ်သက်တာလည်းကျွန်တော်နားထောင်ဆင်ញင်သွားမှာဖြစ်တယ်။ဒါကြောင့်ကျွန်တော်နောက်ပိုင်းကနေလိနိုင်ခွဲမှာကျွန်တော်တိတ်တိတ်တဲ့နဲ့အချောင်းရာလေးဆက်ပြီးနားထောင်ရမှာဖြစ်တယ်။အားလုံးကျွန်တော်ပြန်လည်ပြီးတွေ့ဆုံမှာဖြစ်ပါတယ်။ဒီနေ့ကျေးဇူးတို့အားလုံးကိုဖြတ်ရှင်ကောင်းချီးပေးပါစေ။ကျွန်တော်တို့မှကျမ်းစာချီးကူးရေးမှာတတ်မှတ်တဲ့နေ့မှာမပြီးသောသူများတို့နောက်ပိုင်း၁၂ရက် 17လ2025နဲ့9နိုင်ရည်နေ့လဲနနက်17နိုင်အတွင်းမှာစာမူလာပို့ဖို့အတွက်ကျွန်တော်ဖော်ပြထားပါတယ်အဲ့ဒါကတော့မပြီးသေးသောသူများအတွက် chance ဖြစ်တယ် မပြီးပေမဲ့လာအချောင်းကြားသောသူများအတွက်ကျွန်တော်ပြင်ဆင်ပေးထားတာဖြစ်တယ်။ဒါကြောင့်နေသမားလည်းမပြီးသေးပေမဲ့မနက်ပိုင်းနနက်9နာရီနဲ့17နာရီအတွင်းအရောက်ပို့ပေးနိုင်ရင်ကျွန်တော်လက်ခံပေးမှာဖြစ်ပါတယ်။ဒါပြီးပြီးတော့ပို့တဲ့သူတွေအတွက်မပါတော့ဘူး။မပြီးသေးသောသူတွေအတွက်ဒါထူးခြားတဲ့ chance အခွင့်အရေးဖြစ်တယ်။ဒါနောက်ဖာနနက်9နာရီနဲ့17နာရီအတွင်းမှာကျွန်တော်အရောက်90ကျော်အပီးကျွန်တော် အာစာမူလက်ခံပြီးတော့စုပြန်ပေးမယ်။ဒါပေမဲ့အဲစာမူတွေကိုတော့ first second third အထူးစုတွေမှာလုံးဝရွေးချယ်မှာမဟုတ်တော့ကြောင်းနဲ့ဖော်ပြပေးလိုပါတယ်။ချစ်ရှိသူအားလုံးကိုဖြတ်ရှင်းတာပြီးကောင်းချီးပေးပါစေ။ sit down ကောင်းချီးခံယူကြပါစို့။ခမည်းတော်သားတော်သားရှင်တော်ဝင်ကျွန်တော်သုံးပါးစုပြန်ထံတော်ဘာမှကောင်းချီးဖြတ်ပြသည်။သင်တော်အားလုံးပေါ်သို့၎င်းမြန်မာပြည်နဲ့ကမ္ဘာကြီးပေါ်သို့၎င်းချမ်းသာချစ်ကူရည်သောသူများအခုလေကျွန်တော်အသင်းတော်မှာတချမ်းသာချစ်ကူရည်သောစာမူတွေကိုစာစစ် အဖွဲ့တွေဆတ်စစ်နေတဲ့အခါမှာတကယ်ကိုဝမ်းမြောက်စွာဆတ်စစ်နေသလိုတကယ်ရသည့်ရထိုက်တဲ့သူကိုကိုရောရွေးချယ်ပေးခြင်းနဲ့တကွာကိုရောရွေးချယ်ဆုံးဖြတ်ပေးခြင်းသာ ဖြစ်စေလေရသောသူများတော်လည်းတကယ်ဝမ်းမြောက်ခြင်းနဲ့တကွာကောင်းကြီးဖြစ်စေပါမိကြောင်းစံစာကြည့်ကူးရေးသူများဆတ်စစ်ဖွဲ့ဒီမှာဆာအွန်လိုင်းကိုနေတိုင်းကြည့်နေတဲ့သူတွေယနေ့မွေးနေ့ရှင်များမင်္ဂလာနေ့ပတ်လည်ကြောက်သောသူများ ဘုံတော်ဝင်စားတဲ့သူတွေရဲ့ကြံရှိတဲ့မိသားစုတွေမှစအားလုံးပေါ်သို့ယနေ့မှစကာလစင်မြဲနှစ်သိမ့်ချင်းနဲ့ဆိုင်တဲ့ကောင်းကြီးဝမ်းမြောက်ချင်းနဲ့ဆိုင်တဲ့ကောင်းကြီးတို့သည်တက်ရောက်တည်ရှိတည်နေပါစေတော့အာမင်ကျေးဇူးတင်ပါတယ်ကျေးရှုသူအားလုံးကိုဖြတ်ရှင်ကောင်းကြီးပြပါစေညီသက်ချင်းရှိပါစေကျွန်ပြန်လေးတွေ့ဆုံကြပါစို့ Support to employ a